မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးစစ်ကောင်စီတက်အရက်သားတွေပေါ်အကြမ်းဖက်မှုအဆက်မပြတ်ကျူးလွန်နေကြောင်းကုလလူခွင့်ရေမဟာမင်းကြီးပြောကြားတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မလ28ရက်ငလင်းလုတ်ခတ်ပြီးနောက်ပိုင်းအပြစ်ခံရဆဲထားပေမဲ့စစ်ကောင်စီဟာအရက်သားတွေပေါ်ပြင်းထန်တဲ့အကြမ်းဖက်မှုတွေအဆက်မပြတ်ကျူးလွန်နေကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာထရက်ကမေလ2ရက်နေ့ကတတိပေးပြောကြားပါရယ်ငလင်းလုတ်ခတ်ပြီးနောက် AB 29ရက်နေ့အထိမြန်မာစစ်တပ်ကအ ਨੇ ဆုံးတိုက်ခိုက်မှု243ကြိမ်ရှိခဲ့တယ်လို့ဆိုပါရယ်ဒီထဲမှာလေးကြောင်းတိုက်ခိုက်မှု182ကြိမ်ပါဝင်ပြီးအရက်သား100ကျော်သေဆုံးခဲ့ပါရယ်တိုက်ခိုက်မှုအများစုစစ်ကောင်စီ နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နှစ်ဖက်အပြစ်ခတ်ရစဲကြောင်းကြေညာပြီး AB နှစ်ရက်နေနောက်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်ကုလမဟာမင်းကြီးဘောကချက်ကမြန်မာနိုင်ငံမှာပြည်သူတွေအစားအသောက်ရေနဲ့နေစရာလိုအပ်နေကြပြီးငြိမ်းချမ်းရေးနဲ့ကာကွယ်မှုလည်းမရှိဖြစ်နေပါရယ်ဒီအချိန်ဟာပြည်သူတွေရဲ့လူခွင့်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဦးစားပေးဖို့နဲ့နိုင်ငံရေးအချက်အလက်တွေကိုငြိမ်းချမ်းရေးနည်းနဲ့ဖြည့်ရှင်းရမယ့်အချိန်ဖြစ်ပါရယ် ဆင့်အားတွေမှာအချင်းချင်းရင်းနှီးမြုပ်နှံမဲ့အစားမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့တရားဥပဒေစိုးမိုးရေးပေါ်အာရုံစိုက်တဲ့လို့ဘော့ကာထရက်ကပြောကြားခဲ့ကြောင်းသိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဘာပွန်ခရိုင်မှာစစ်ကောင်စီတပ်နဲ့ KNL တို့အကြား AB လတလတာတိုက်ပွဲများတွင်စစ်ကောင်စီတပ်ကဗုံးမှုစစ်2ဦးအပါအဝင်39ဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ဖောက်ပုံခရိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အမှတ်၅တပ်မဟာရုကြာဧပြီလတလတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကပုံမှုစစ်၂ရောက်အပါအဝင်39ရောက်သေဆုံးခဲ့တယ်လို့ကရင်အမျိုးသားစီယုံ KNU ကဒီကနေ့ထုတ်ပြန်ပါတယ်ဧပြီလတရက်ကနေ30ရက်အထိဖားပွန်ခရိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL တို့တိုက်ပွဲ တိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း139ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ကဆိုပါတယ်တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကပုံမှုစင်း၂ယောက်တက်ကြက်ကြီးစင်း၁ယောက်ပါဝင်39ယောက်သေဆုံးပြီးဒုတက်ကြက်၁ယောက်ပါဝင်55ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်အဆောက်အဦကိုလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီတပ်ကအရက်သားပြည်သူလူထုနေထိုင်ရာခြေရွာတွေတွင်လက်နက်ကြီး9ကြိမ်တပ်လီရင်နဲ့ဘုံအလုံးရေ14လုံးချဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရက်သားပြည်သူ၂ယောက်ဒိဆုံးခဲ့ပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အရက်သားပြည်သူလူထုလောက်ကင်စားတောက်ရနေရာတွေလည်းထိခိုက်ပျက်စီးခဲ့ပြီးပြည်သူလူထုဟာစိုးရိမ်ထိတ်လန့်မှုများစွာနဲ့အသက်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ MNDAA ပြန်ပေးထားသည့်လာချိုးမျိုးပေါ်ကွက်၍စစ်ကောင်စီက အနေကင်းပရိတ်ရွတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အစိုးရဂျန်ဝင်မှုဖြင့် MNDAA ကပြန်ပေးထားသည့်လာချိုးမျိုးတွင်စစ်ကောင်စီကအနေကင်းပရိတ်ရွတ်ရန်စီစဉ်နေပါသည်။လာချိုးမန်ဆူရှမ်းကျောင်းဆရာတော်ဦးဆောင်ကယနေ့မေလ၄ရက်ညနေ၄နာရီမှစကမြို့ပေါ်ရပ်ကွက်များ၌ပရိတ်ရွတ်မည်ဟုမြို့ကန်တအူးကပြောပါသည်။ တမျိုးနယ်လုံးမဟုတ်ဘူးမြို့ပေါ်ရက်ကွက်တွေပဲပါတာသူတို့ကကြောက်တက်တော့ဘာသာရေးနဲ့ပြန်ပြီးအားကိုးရှာတာဟုလာရှိုးမျိုးနိုင်စစ်ကောင်စီကပရိတ်ရွမြစ်အစည်းအဝေးနဲ့ပတ်သက်၍မြို့ကန်တို့ကပြောပါတယ် လာရှုမျိုးမန်စုရှမ်းကျောင်းဆရာတော်သည်စစ်ကောင်းဆောင်၏အပူဇော်ခံဘုံကြီးဖြစ်ပါれလာရှုမျိုးကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးဖြင့် MNDA နှင့်ပူးပေါင်းတပ်များကစတင်တိုက်ခိုက်စဉ်မြို့ကံများထွက်ခွာမသွားရန်နှင့်စစ်ကောင်းစီကအခြေအနေကိုထိန်းချုပ်နိုင်မည်ဟုလူမှုကွန်ရက်မှတဆင့်ဟောခဲ့ပါれအမန်တကယ်တိုက်ပွဲပြင်းထန်လာသည့်အခါ၎င်းသည်မြို့မှထွက်ပြေးသွားခဲ့ပြီးယခုရက်ပိုင်းတွင်ပြန်ဝင်လာခြင်းဖြစ်ပါれ MNDA နဲ့မဟာမိတ်များကလာရှုမျိုးသိမ်းတိုက်ပွဲကာလအတွင်းစစ်ကောင်စီထိခိုက်ဒေဆုံးမှုများသည့်ရှေးမြောက်တိုင်းစစ်ဌာနချုပ်အပါဝင်စစ်တပ်ရင်းများလာရှုလေးစိတ်တို့၌တရင်၆သည်ဟူသောကောလဟလများလည်းဒေသခံများအကြမ်းမှပြန့်နှံ့နေပါသည်။လေးစိတ်မှာတိုက်ပွဲဖြစ်တုန်းကလည်းစစ်တပ်ဘက်ကအများကြီးဒေတာအလောင်းတွေကိုခွေးတွေကစားတာလေဘယ်သူကမှလည်းအမျှမပေးနိုင်ဘူးမျိုးတွေကသူတို့တက်ဝင်ဆွဲတဲ့အိမ်တွေလည်းအယိုးစုတွေကြံ့နေတာအရန်ကြောက်ဖို့ကောင်းနေဟုလာရှုမျိုးကံတူက ပြောပါရယ် အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လောင်ရှိုးမျိုးကို MNDA နဲ့ပူးပေါင်းတက်များက2024ခုနှစ်ဩဂုတ်လဇန်တွင်တင်ပိုက်ထိန်းချုပ်ခဲ့ပါတယ်ထို့နောက်အထူးဒေသတေဖြစ်ထဲ့သွင်းသတ်မှတ်ပြီးအုတ်ချုပ်ရေးရန်နေရအသက်သွင်းနေစဉ်တရုတ်ဤဖိအားကြောင့်စစ်ကောင်စီထံပြန်ပေးလိုက်ပါတယ်မြို့ပေါ်ရက်ွက်12ခုကိုသာ MNDA ကပြန်ပေးခြင်းဖြစ်ပါတယ်ယခုနှစ်ဧပြီလ19ရက်နေ့မှစ၍လောင်ရှိုးမျိုးတို့စစ်ကောင်စီ ပြန်ဝင်လာစဉ်ကလည်းပြည်ထောင်စုကိုယ်စားလှယ်တင်ရှိခြင်းဦးဆောင် ်သည့်ပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးအဖွဲ့၏အကအွယ်ဖြင့်ပြန်ဝင်လာခြင်းဖြစ်ပါသည်စစ်ကောင်စီသည်လာရှုမျိုးကိုမအုပ်ချုပ်နိုင်သေးပေတရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေဖြစ်နေသည်ဟုမြို့ကန်တချို့ကပြောပါသည်မေလ၄ရက်ညနေပြုလုပ်မည်အန်ရကင်ပေးရွတ်သည့်အစီအစဉ်ကိုမြို့ကန်အများစုပူးပေါင်းပါဝင်ခြင်းမရှိကြပေဌာနဆိုင်ရာများနှင့်စစ်ကောင်စီထောက်ခံသူအနေငယ်သောပါဝင်ကွန်ကြီးနေသည်ဟုတင်ရရှိပါသည် စစ်တပ်သည်လာရှုမျိုးသိန်းတိုက်ပွဲအပါအဝင်ဒေါ်လာရေးအင်အားစုများကမျိုးသိန်းတိုက်ပွဲထိုးစစ်ဆင်ခံရခြင်းများမှာလဲစစ်ကောင်စီကဥဆောင်၍အနေရကင်းပရိရွတ်ဖက်ခြင်းရရားချေခြင်းများကို ပြုလုပ်လေရှိပါတယ်စစ်ကောင်စီကလာရှုမျိုးကိုဆုံရှုံပြီးနောက်လာပေါင်းများစွာတိုက်လေရင်များဖြင့်မျိုးကိုဘုံကျဲဖျက်ဆီးခဲ့ကြောင်းသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စိတ်ဖြူမျိုးမကပါစာ၂၁တို့လာသောစစ်ကားနှစီးကို တိုက်ခိုက်မှုစစ်သား၁၁ဦးသေဆုံးကော့တောင်းတွင်လည်းစစ်တပ်စစ်ကြောင်းကိုတော်လိုက်ရတက်များကတိုက်ခိုက်တဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစိတ်ဖြူမျိုးနယ်ကပါစာ၂၁တို့လာသောစစ်ကားနှစီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၁ဦးသေဆုံးခဲ့ကြောင်းပခုတ်ကူခရအမှတ်လေးတပ်ရင်တက်ခွဲတက်မှတာဝန်ရှိသူတို့ကပြောပါရယ်။ ဧပြီလ28ရက်နေ့စိတ်ဖြူမြို့မှာကပါစာ27တို့လာတော့စစ်ကားနှစ်စီးကိုတပြေးပြင်းကြီးရွာနီးရောက်ပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့ကအသင်းဆောင်ကြွေ၍ချုံကိုတိုက်ခိုက်ခဲ့ကြောင်းစစ်ကားတစ်စီးမှာလမ်းဘေးသို့ထိုးရက်သွားပြီး ကားပေါ်ပါစစ်သား12ဦးသေဆုံးပြီး3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ ရန်သူဘက်မှာထိတာရောတေတာရောမြင်နေရတဲ့တယောက်ပဲဂျန်တော့တာအဲ့ဒီကားကိုအနီးကပ်ဝင်လုံးတဲ့အချိန်မှာရဲဘော်တယောက်ကြီးထိမှန်ခဲ့တာပါဒဏ်ရာကတော့မစိုးရင်ရပါဘူးခဏကြာတော့စစ်ကူရောက်လာတဲ့အတွက်ဂျန်နဲ့ရဲဘော်တယောက်ထတ်ထိတယ်အဲ့ဒီဒဏ်ရာရရဲဘော်တွေကိုကပစ်ကူပေးရင်ဆွဲထုတ်ပြီးပြန်လည်ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့အနေနဲ့ကကြီးအင်အားရောလက်နက်ချုံရင်းချက်တွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်ဟုပခုတ်ကူခရအမှတ်လေးတက်ရင်တက်ခွဲတက်မှတာဝန်ရှိသူတို့ကပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုပခောက်ကူခရအမှတ်လေးတရင်တက်ခွဲတက်ခွဲနေနဲ့ပခောက်ကူခရအမှတ်ရှိတရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အလားတူတနင်္သာရီတိုင်းကော့တောင်မြို့နယ်တွင်ဆက်လီလေးစီးဖြင့်လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းပြန်လည်တပ်ဖွဲ့မှရဲဘော်ဖင်နစ်ကပြောပါတယ်။ မေလာနှစ်ရက်မနက်၁၀နာရီမိနစ်30အချိန်ကိုတောင်းမြို့နယ်မလီဝမ်းကျေးရွာအုပ်စုနံပါတ်၁ချောင်းအတိုင်း၁၄ငယ်၄စီးဖြင့်ရေဆန်းတက်လာသောအင်အား90ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ရင်အကျံဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောဆက်လီငယ်လေးစီသည်နံပါတ်၁ချောင်းကျောက်ပုံစိတ်အနီးရောက်လာစဉ်ဒေါ်လာရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုတနအိကန့်ဖြစ်ပွားပြီးနောက်ဒေါ်လာရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။လက်ရှိအချိန်ထိအကျံဖက်စစ်ကောင်စီတပ်သားများနှင့်ဒေါ်လာရေးတပ်ဖွဲ့များဆင်ရေးတင်းမာနေစေဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။